ဗရောင်းမြို့နယ်မတုံရွာနီးရှိကပ္ပစာ16ရဲ့အဓိကပွိုင်ကုန်းနဲ့ကာကင်းစခန်းတွေတင်ခံလိုက်ရတဲ့အတွက်အဲဒီစခန်းတွေကိုပြန်လည်ရယူဖို့စစ်ကောင်မရှင်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်စစ်ကောင်မရှင်က63လုံးပွိုင်ကုန်းကိုပြန်လည်ရယူဖို့မြေပြင်ထိုးစစ်တွေပြင်လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေနဲ့စစ်ကြောင်းထိုးလာလို့ပွိုင်ကုန်းနဲ့မိုင်ဝဲခန့်ကွာမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေတာပါ 23ရက်နေ့ကတိုင်ပွဲပြင်းထန်ဖြစ်ပြီးတော့လေရင်မျိုးစုံသုံးပြီး10ချိန်လောက်ကိုဘုံလာကျဲတယ်။အဲ့ဒီကြားထဲကကာကင်စခန်းတစ်ခုကိုအေအေကထပ်သိမ်းလိုက်တယ်လို့သိရပါတယ်လို့စီးရဲတရင်ရမြက်က AR Times ကိုပြောပါရယ်။အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေရဲ့တံပြန်ထိုးစစ်ကြောင့်စစ်ကောင်မရှင်တပ်တွေနောက်ဆုတ်ပေးလိုက်ရတဲ့အပြင်ကာကင်စခန်းတစ်ခုကိုပါအောက်တိုဘာ24ရက်နေ့မှာစစ်ကောင်မရှင်ကထပ်မံလက်လွတ်လိုက်ရတယ်လို့သိရပါရယ်။ အေနဲ့ပူပေါင်းတက်တွေရဲ့ထိုးစစ်မှာကပ္ပဆန်16နဲ့၄မိုင်လောက်အကွာကိုရောက်ရှိနေပြီဖြစ်ပြီးစစ်ကောင်မရှင်ကလေချောင်းနဲ့ဒရုန်းတွေနဲ့အဆက်မပြတ်ခုခံနေတာပါစစ်ကောင်မရှင်တပ်က point ချောင်း၃လုံးစခန်းမကြခင်ညောင်ကျိုးနဲ့တောင်ကုတ်လမ်းကြောင်းကိုဥတီတိုက်ခိုက်ပြီးလေသာတောင်ကျိုးကိုပါစစ်ကြောင်းထိုးနေခဲ့ရကအခုရက်ပိုင်းမှာကပ္ပဆန်16ကိုကာကွယ်ဖို့စစ်ကြောင်းတွေ၆၃လုံး point ကုန်ဤထိဥတီလာတာဖြစ်ပါတယ် ကာပါစာ16ရန်ချက်စက်ယုံမှာစစ်ကောင်မရှင်တက်တွေအင်အားထက်တိုးထားပြီးမတုံချောင်းဖျားတဝိုက်နဲ့စက်ယုံနီးမှာတိုက်ပွဲတွေနီးကပ်စွာ ဖြစ်ပွားနေတယ်လို့သတင်းရမျက်စီကသိရပါဗျ။အော်တိုဘားလာ24ရက်ကလည်းစစ်ကောင်မရှင်က မတုံကျေးရွာနီးတဝိုက်ကိုစစ်ကွန်အင်အား200လောက်ထပ်မံပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေစီကသိရှိရပါဗျ။